နှိုင်းစရာရှာလို့ဥသေးကွနဲ့ငါနှာခေါင်းနဲ့နှိုင်းရအောင်ပါအဝငါပြိပကန်ရမယ်ပြိပကန်ဟောဘက်ကိုရမ်းလိုက်ဘက်ကိုရမ်းလိုက်တာစားပါပြီ Hello မင်္ဂလာပါအစ်တို့အိမ်မှာဒီနေ့တော့ဟင်းနေအများကြီးချက်ဖြစ်တယ်ငါးကောင်းနဲ့မြှင့်ချင်တဲ့စားကောင်းအောင်ချက်မယ်ပြီးတော့အမဲကြောက်တနေလန်းလေးကိုလည်းအာလူးနဲ့အဘဲဥနဲ့အတွက်ရောပြီးတော့ချက်ပြပါမယ်အရင်ဆုံးဘဲဥတွေပြုတ်ထားမယ်ဒီဘက်မှာမြှင့်ချင်ုံလည်းတို့ရေးဆေးပြီးတော့ရေးတခြားညှိပြမ ပြုတ်ထားတယ်ပေါ့နော်ပြီးတော့တို့စရာအတွက်ဒီမှာတန်းတလွန်ရွက်ပူစီနံကစွန်ရွက်ရှောက်ရွက်ပောက်ပန်းဖြူတက်တဟင်းရွက်နဲ့ဆလတ်ရက်တွေလည်းတပြင်ဆင်ထားရတယ်ကုံစင်းတယ်တော့မှအဲ့တဲ့လောက်မစုံဘူးပေါ့နော်အဲ့တဲ့ကတို့စရာလည်းမျိုးစုံနေအောင်အများကြီးဆိုင်လို့ဆိုတော့ကြိုက်တယ်အပြုတ်ဦးလေးတွေတင်ထားတော့ကလေးလေးနုတ်လာပြီဆိုတော့ခဏလေးအချိန်ပေးပြီးချီလိုက်ပါအောင်မယ်လေးပောက်ထားတဲ့အကွက်လေးကမမေ့နှာခေါင်းလောက်ပဲရှိရလားနှိုင်းစရာရှာလို့ဥပေးကွက်နဲ့ငါနှာခေါင်းနဲ့နှိုင်းရအောင်ပါ နိုးပါပြီနိုးရနဲ့ပေါင်ပေါ်ရောက်လာပါပြီ နှစ်ချင်တွေကိုအခုလိုမျိုးရေခမ်းအောင်ပြုတ်ပြီးသွားရေဆိုလို့ရှိရင်เนาะအဲကျတော့ရေနဲ့ထပ်ဆိုင်ပြီးထပ်ဆေးမယ်ပေါ့เนาะငါးကောင်းအောင်ကြတော့ငကြင်းကောင်းတီတီလေးတစ်ကောင်းသုံးထားတယ်ငါးအလဲရိုးလေးလည်းပါတယ်ပေါ့เนาะငါးတွေမြစ်တွေအဲတို့ဟင့်ချက်မဲ့ဘဲဥပြုတ်ထားပြီးသားအောင်နှွင်ထားတယ်နောက်ပြီးတော့ဒီမှာဂျင်းတက်တုံပြုတ်တုံတွေကိုကြိတ်ထားတယ်ငွေသီးစိမ့်နဲ့ပင်စင်းကိုလည်းတင်ထားတယ်အာလူလည်းလီထားတယ်ချက်မဲ့ဟာတန်းစီပြင်စင်ထားတယ်ပေါ့เนาะဒါကတော့အမဲချောက်တနေလမ်းပဲဖြစ်ပါတယ်အဲ့တွေကအမဲချောက်ရဲ့ဘဲဥရဲ့နောက်ပြီးတော့ အာလူရဲ့ချက်မှာပေါ့နော်အရင်ဆုံးစီသက်ပါတယ်ဂျင်းတက်တော့အဖြူအနီနဲ့ခရမ်းကျင်တီကိုထည့်ပြီးွားတော့မှစီသက်မယ်ခရမ်းကျင်တီလေးရေဒီဘက်ကအူအာကြည်အောင်ချက်မယ်တစ်ဖက်ကအူအူမကြည်အောင်ချက်တယ်ပေါ့နော်ညချင်းအူအာကြတော့ခရမ်းကျင်တီမကြည်လဲရပါတယ်ဒီဘက်ကအမဲကြောက်တနည်းလန်းကိုတော့တို့ခဲညစ်တီကိုလိတ်နေအောင်မအနှစ်ပေါအောင်ချက်မယ်ပေါ့နော် ဒီဘက်ကမြင့်ဥပါကြတော့ခင်ဗျတီးရမကြည့်လဲတို့ကလုံချက်တဲ့ပုံစံမျိုးတော့ချက်လို့ရတဲ့ဟာဆိုတော့ကိစ္စမရှိဘူးပေါ့နော်အဲ့တော့ခင်ဗျတီးဖက်လေးတွေရှိနေတဲ့အချိန်မှာပဲတို့မြင့်တွေထည့်ပါတယ်ပြီးလို့ရှိရင်သူ့ကိုအရသာမုံတွေထည့်ပြီးတော့တို့ခဏလေးအဖုံးအုပ်ထားတယ်ပေါ့နော်ဒီဘက်မှာခင်ဗျတီးလီရိုက်ချက်ပြီးတော့အနှစ်ပေါက်လာပြီဆိုလို့ရှိရင်အဲ့ဒါလှမ်းထားတဲ့အမဲကျောက်တနေလန်းလေးကိုထည့်မယ်အမဲကျောက်တနေလန်းလေးမှာလည်းအဲ့ဒါတစ်ခါလေးထည့်ပြီးတော့နေတော့အရသာလေးပိုင်းထည့်ထားပြီးသားပေါ့နော်ဒီအမကျတဲ့နေလန်းလေးကကြော်စားလဲအရန်ကောက်ပါတယ်ပြီးတော့အာလူးရောဘဲဥရောတခါလဲထ ချဲ့ပြီးတော့ချက်ပါမယ်။ဘဲဥကိုချစ်ပြီးတော့မှမာမာလေးဖြစ်အောင်အတဲချက်ရတာကိုကြိုက်တဲ့တော့ကြောင့်မလို့ပါ။ဘဲဥနဲ့အာလူးနဲ့ကိုတခါလေးချက်မယ်ပေါ့နော်။အမဲကြောက်ကကြတော့မမာဘူးနော်။အဲ့တော့အများကြီးလုပ်ဆရာမလို့ဘူး။ရေလေးတရေလောက်ဟိုအာလူးနုံးနေဆိုရင်တော့ရပြီပေါ့နော်။အဲ့တော့ဒီတိုင်းလေးပဲချက်ထားလိုက်ပါမယ်။ဒီဟင်းလေးရလေးအရန်ကိုစားကောင်းတဲ့ဟင်းဖြစ်ပါတယ်။ မြင့်ချင်ရလဲအတွက်အရန်ကြိုက်တယ်အရန်စားကောက်နေဟင်းပေါ့နော်မြင့်ချင်တဲ့ဟိုလေရေလေးနည်းနည်းလေးထည့်ပြီးလို့အတွက်တို့ကမြင့်ကလေးကိုအဲရပြီလို့ခန်းစားမိပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ငါးငါးကိုကျွန်တော်စားနေထားတယ်ငါးစားနေထားတဲ့ဟာထည့်မယ်ပြီးတော့အရေးတခါတည်းတက်မထည့်ပဲနဲ့သူတို့အကုန်လုံးကိုစီပြန်လာအောင်လို့ငါးကိုငါးရော မြစ်ကောစီပြံလို့တခါလေးချက်မယ်ပေါ့နော်ပြီးသွားတဲ့ခါကျတော့မှလိုအပ်တလောက်ရေလေးထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့ရတာလေးမြည်ကြည့်မယ်ရတာလိုသေးရဲ့ဆိုလို့ရှိရင်ထည့်မယ်ရတာကော့တီပဲဆိုလို့ရှိရင်တော့နောက်ဆုံးမှငြူသီးစိမ့်နဲ့ပင်စိမ့်လေးကိုအုပ်ပါမယ်နံမင်းရှိရဲ့ဆိုလို့ရှိရင်နံမင်းလည်းထည့်လို့ရပါရဲ့ရှင်အခုဆိုလို့ရှိရင်တော့အေဒွေတို့အရန်ကြိုက်တဲ့အရန်ကိုစားကောင်းတဲ့မြစ်ချင်တဲ့ငါးကောင်းဟင်းလေးရပါပြီချက်ရတာလည်းအရန်ကိုလွဲကူပါတယ်မြစ်အေဒွေကလည်းမြစ်ချင်ကိုလေရေခဏခဏဆေးတယ်ခဏခဏပြုတ်တယ်ဆိုတာမြစ်ချင်အနံ့ကော မြင့်ချင်အချင်းစုတော်အောင်မကြိုက်လို့ပေါ့နော်ဒါဆိုလိုလေးချက်ကြည့်ပါတစ်ဖက်မှာလည်းဘဲဥခင်းလေးရရပြီဆိုလို့ရှင်တို့တို့မဆလာလေးအုပ်ပြီးတဲ့အခါမှာအရန်ဝစားကောင်းတယ်အမဲချောက်တနေလန်းတယ်အာလူဘဲဥခင်းလေးရပါပြီရှင်ဒီဟင်းကလေးအရန်ကိုစားကောင်းပြီးတော့တုံတုံလေးအရန်ကိုကြိုက်တဲ့နောက်ထပ်ဟင်းတစ်မျိုးပဲဖြစ်ပါရဲ့ရှင် ငချောက်နဲ့အာလူးနဲ့ချက်တလိုမျိုးပဲပေါ့နော်ဒီဟင်းကိုချက်ရတာဒါပေမဲ့အမဲချောက်စိတ်သားချောက်ဝတ်သားချောက်နဲ့အခုလိုမျိုးချက်ကြည့်ပါအရန်ကိုစားကောင်းပါတယ်အိမ်မှာအိမ်ရှိလူကုံအကုန်လုံးကြိုက်မယ်ဟင်းပေါ့နော်တောင်ရထမင်းဘူးမှာဟင်းသုံးမျိုးကိုဒီနေ့တခါလေးချက်ပြီးတော့ထည့်ပေးလိုက်ပါပြီရှင်ပြီးတော့အဲ့တို့အိမ်မှာဒီနေ့ဖျားပန်းလေးလေးထားတယ်အဲ့တို့ရဖျားပန်းဆိုလို့ရှင်ဒီကြောက်စင်းလေးနဲ့အဝါလေးကိုအရန်ကြိုက်တယ်တခြားပန်းတွေဘလောက်ပဲစည်းကြည့်ပြီးလှပါစေအဲ့တို့ဒီပန်းလေးကိုအရန်ကြိုက်တယ်အကြိုက်ဆုံးပေါ့နော်ဖျားပန်းလေးလှနေလူလဲစစ်ချမ်းသာတယ် ။နောက်ပြီးရေတို့စီကလည်းပြင်ဆင်ပြီးပါပြီ။အဝုံးငပိပကံရမ်းမယ်။ဒီပကံဟိုဘက်ကိုရမ်းလိုက်ဒီဘက်ကိုရမ်းလိုက်ကစားပါပြီ။မြန်ဆန်ဆာကြီးကြောင်းပြရအောင်မယ်။တုံတုံလေးကကောင်းမှုနေလို့ပြချင်းပြချင်းရောအဲ့ဒါအရန်ကြိုက်တာလက်နဲ့ပဲတိုင်မလားအဲ့ဒါတပကံလုံးကောင်းအောင်စားမှာဆိုပါဘူး 刚刚我记呗写呗，嗯。 toàn phong bán dùng mấy cho cần nhìn nào nè Để không này, Nhớ không?

okay ငါးကောင်းကြိုက်လိုက်ပါအောင်မယ်ငါးကောင်းကပြင်းတော့ပြီးပြီပေါ့နော်ပုံလေးကောင်းမှုလို့တဲ့ကျောင်းအောင်နှန်းခေါ်တော့သွားလိုက်ပါအောင်မယ်ဆေးကျေးဇူးများကျေးဇူးများတတအဲ့ချက်စားကြည့်ပါ